ရွာတရွာမှာရှိတဲ့အိမ်ဟောင်းအိမ်ပြည်ကြီးတလုံးကိုပိတ်ပစ်ထားခဲ့တာနှစ်ပေါင်းများစွာကြာမြင့်လို့နေခဲ့ပါပြီ။ရွာသူရွာသားတွေအားလုံးကဒီအိမ်ကြီးထဲကနေအော်ဟစ်တန်တွေနဲ့ငိုတန်တွေကိုကြားရတယ်လို့မှတ်ယူထားကြပါရဲ့။တစ်ခေါက်မှာတော့မြို့မှာနေထိုင်နေကြတဲ့ဆွေမဲတဲ့မိသားစုတွေကတော့တငယ်ချင်းရဲ့မင်္ဂလာဆောင်ရှိတဲ့အတွက်ရွာကိုလာလေကြပါရဲ့။သူတို့ရွာကိုရောက်လာပြီးအရင်ဝမ်းသာပျော်ရွှင်နေကြပါတယ်။ဆွေမေတည့်ရဲ့ကလေးတွေကလည်းရွာရဲ့မင်္ဂလာဆောင်ကိုအခုမှတွေ့ဖို့ကြတာပါ။ မင်္ဂလာဆောင်ပြီးသွားခဲ့ပြီမယ်တငယ်ချင်းဖြစ်သူကတော့သူတို့ကိုနောက်ထပ်ရှက်အနေငယ်လောက်နေဖို့အတွက်ပြောပါရစ်။ဆုမစ်ဒီနောက်ထပ်ခဏလေးနေဒီမှာထပ်နေအောင်လေ။မင်းဘယ်တော့မှဒီကိုပြန်ရောက်မလဲဆိုတာသိရမဟုတ်ဘူး။မင်းတို့ကရွာအကြိုင်နေမှာလာလဲကြတာဆိုတော့မင်းတို့မိသားစုနဲ့ရွာမှာအေးအေးဆေးဆေးနေကြ၊လဲကြ၊ပတ်ကြ၊ကလေးတွေကိုလဲခွင်းတွေလိုက်ပြပေါ့။သူတို့မျိုးမှဆိုရင်တော့ဒါတွေကိုမြင်ရမှာမဟုတ်တော့။ဒီအချိန်မှာဆုမစ်ဒီရဲ့ကလေးတွေကလည်းသူရဲ့အဖေကိုရွာမှာနေခြင်းနဲ့ဆိုပြီးတော့ကြည်ကြနေခဲ့ပါရစ်။ သူကလည်းကလေးတွေပြောတဲ့စကားကိုနားထောင်ပြီးရန်အနေငယ်လောက်ရွာမှာထပ်နေဖို့အတွက်ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ကောင်းပြီလေဒါဆိုရင်တော့ငါနောက်ထပ်ရန်အနေငယ်လောက်ရွာမှာနေလိုက်အောင်မယ်။ကလေးတွေကလည်းဒီစကားကိုကြားတာနဲ့ဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ကလေးတွေအကုန်လုံးကလည်းအပြင်မှာထွက်ပြီးစော်ဖို့အတွက်ထွက်သွားနေကြပါတယ်။အဖေသားတော့သွားစော့အောင်မယ်နော်။အေးပါဒါလေးရဲ့သွားစော့ဒါနဲ့ဟိုအိမ်အဟောင်းအပြက်ကြီးနားကိုတော့မသွားနဲ့တတိထားနော်ကြားလား။ဟုတ်ကဲ့ပါအဖေကောင်းပါပြီကျွန်တော်တို့မသွားအောင်နော်။ ဒီအချိန်မှာမြို့ပေါ်ကလာတဲ့ကလေးတွေကရွာကလေးတွေကိုမေးလိုက်ပါတယ်။ဒါနဲ့မင်းဖေကဘာဖြစ်လို့အိမ်အဟောင်းအပြက်ကြီးနောက်မသွားပါနဲ့ဆိုပြီးတော့တားနေရတာလေ။မင်းရလေကွာအဲ့ဒီအကြောင်းပြောမနေနဲ့။ငါတော့အဲ့ဒီအိမ်နာကိုသွားရတာအယံအောင်ကြောက်တယ်။ဘာလို့လဲမင်းရလေအဲ့ဒီနေရာမှာဘာတွေများရှိနေအောင်မို့လို့လဲ။ဟာမင်းရလေအဲ့ဒီနေရာမှာအယံအောင်ကြောက်စရာကောင်းတဲ့တရေမာကြီးတစ်ကောင်ရှိတယ်။ဘာလို့တရေမာကြီးလဲတရေတွေတစ်စဲတွေဆိုတာတကယ်ဘာမှရှိရလဲမဟုတ်။ဟာမဟုတ်တော့မင်းငါပြောတော့ယုံစမ်းပါအဲ့ဒီနေရာမှာတကယ်ကိုတရေမာကြီးရှိတယ်။ အဲ့ဒီတဲကနေပြီးတော့အော်တန်တွေငိုတန်တွေရှီတန်တွေကြောက်စရာကောင်းတဲ့အတန်ပေါင်းစုံတွေအများအတန်ကြားနေရတတ်တယ်။ခလေးရစ်ကလည်းအင်ဂျီနဲ့မလန်မကန်းမှရှိတဲ့ပန်းချန်တွေမှာသွားစောနေကြပါရီ။ရိုဟန်ကလည်းအင်ဂျီနောက်အရင်ကသွားကျင်နေခဲ့တာပေါ့။ဒါကြောင့်သူကလည်းအင်ဂျီရဲ့ကိုဝင်သွားကြည့်ပြီးတော့ဘာများရှိနေမလဲဆိုပြီးတော့တည်ကျင်စိတ်ပြင်ပြနေခဲ့ပါရီ။တကယ်ပဲဒီအင်ဂျီရဲ့ကိုဘယ်သူဝင်ရဲလဲ။အင်ဂျီရဲ့မှာတကယ်ပဲဘာတွေရှိနေရလဲ။ကဲအားလုံးနားထောင်ကြ။ ငါတို့ရွာကိုရောက်လက်စနဲ့အဲ့ဒီအိမ်ပြက်ကြီးစီကိုသွားကြည့်ကြမယ်ဆိုရင်ဘလို့လဲအထဲမှာဘသူနေနေရလဲမသိဘူးနော်တဲရောက်တော့နေမှာပေါ့ဟုတ်တယ်ကိုညီမလေးလည်းတီးကျင်နေရတတော်လေးကိုကြားနေပြီတိလားအိမ်ပြက်ကြီးနာမသွားနဲ့လို့ပြောရတာသွားကျင်နေရဒါဆိုရင်တော့အထဲမှာဘယ်သူရှိလဲသွားကြည့်မယ်လေမသွားအောင်တော့မသွားဘူးငါတို့ကတော့အဲ့ဒီအိမ်ကြီးစီကိုမသွားဘူးအဖေကအဲ့ဒီကိုမသွားပါနဲ့ဆိုပြီးတော့တားထားတယ်လေဟုတ်တယ်ဟုတ်တယ်ငါတို့အဲ့ဒီကိုလုံးဝသွားလို့မဖြစ်ဘူးအဲ့ဒီနေရာမှာတေးမကြီးရှိနေရလေဘာလို့သွားရမှာလဲ ဟုတ်တယ်တရက်တုန်းကဆိုရင်တော့ငါတို့အိမ်လေးချင်းရဲ့စိတ်လေးကလည်းလမ်းလျှောက်နေနေအဲ့ဒီအိမ်ထဲကိုဝင်သွားတော့ပြန်မထွက်လာဘူးခဏနေပါဦးနင်တို့အိမ်လေးချင်းရဲ့စိတ်ကဘလို့ဖြစ်ပြီးတော့အဲ့ဒီအိမ်ထဲကိုဝင်သွားရတာလဲအော်ငါတို့ရဲ့အိမ်လေးချင်းကတရက်စိတ်ကြောင်းပြီးတော့အိမ်ကိုစိတ်တွေကိုပြန်ခေါ်လာနေခဲ့တာလေအဲ့ဒီအချိန်မှာပဲအိမ်ရှိလေရောက်လေရောက်တော့အဲ့ဒီအိမ်ကြီးဘက်ကိုစိတ်တကောင်ကပြေးသွားတာသူလည်းသူ့ရဲ့စိတ်ကိုဖမ်းဖို့အတွက်ကြိုးစားပါသေးတယ်ဒါပေမဲ့သူလည်းမဖမ်းနိုင်တော့သူလည်းလှုပ်လှိုက်ရတာပေါ့အဲ့ဒီစိတ်အထဲဝင်သွားပြီးဘယ်တော့မှပြန်မထွက်လာတော့ဘူး ဒေတိုင်းဆိုရင်တော့မဖြစ်သေးဘူးငါတို့အနေနဲ့အင်ဂျီစီကိုဝင်သွားပြီးတော့ကြည့်မှဖြစ်မယ်အထဲမှာတကယ်ပဲဘာတွေရှိနေရလဲဘာတွေဖြစ်ဖြစ်နေရလဲမင်းမသွားစမ်းပါနဲ့ကွာအဲ့ဒီဒေအောင်မင်းသွားပြီးသွားရင်တော့ဘယ်တော့မှပြန်ထွက်လာနိုင်မှာမဟုတ်ဘူးနော်ကဲငါ့ကိုဘယ်သူမှထပ်ပြီးတော့တားမနေနဲ့ငါကတော့သွားမယ်လို့ဆုံးဖြတ်ပြီးသွားပြီးဆိုတော့သွားမှာပဲမင်းတို့အားလုံးငါနဲ့လိုက်ခဲ့ခြင်းနဲ့ဆိုရင်တော့လိုက်ခဲ့ကြတူနဲ့အတူတူသူရဲ့ညီမလေးရှာလူကလိုက်ပါသွားခဲ့ပါရီဒီအချိန်မှာကြံနေခဲ့တဲ့မောင်နှမနှစ်ယောက်ကလည်းတော်တော်တငယ်ချင်းတွေနဲ့အတူတူလိုက်သွားဖို့ဆုံးဖြတ်ခဲ့ကြပြီးလိုက်သွားကြပါရီ ကလေးတွေအင်ဂျီရဲ့ဝင်သွားတာနဲ့အင်ဂျီရဲ့တကားကတို့လို့လို့ပြေးသွားပါတယ်။အင်တဲကိုရောက်တာနဲ့ကလေးတွေလည်းလမ်းဖြန်းကုန်ကြပါပြီ။ရိုဟန်လည်းအတန်ကြိမ်နဲ့អော်တာပေါ့။ဘယ်သူလဲဘယ်သူများလဲ။ဒီနေရာမှာတကယ်ဘသူမှမရှိပါဘူး။ဒါပေမဲ့ကလေးတွေကတော့အင်ဂျီရဲ့မှာပြိမိသွားခဲ့ကြပါပြီ။သူတို့လည်းတကားပွင့်သွားအောင်လို့ကြိုးစားကြပါတယ်။တကားတော့လုံးဝပွင့်မလာခဲ့တော့ဘူးလေ။တွေ့လားငါမင်းကိုပြောတာပဲအိမ်တဲကိုမလာပါနဲ့ဆိုရင်မင်းကဒီကိုမတော်ဖို့အတွက်ငါအနေနဲ့အများကြီးတားမြစ်ခဲ့တယ်မင်းကငါပြောတဲ့စကားနားမထောင်ခဲ့ဘူး အခုငါတို့အားလုံးဒီအင်ဂျီထဲမှာပိတ်မိကုန်ကြပြီအကိုရေဒုက္ခပဲဒါဆိုညီမလေးတို့လည်းတခြားသူတွေလိုမျိုးပဲအပြင်ကိုဘယ်တော့မှပြန်ထွက်နိုင်တော့မှမဟုတ်ဘူးနော်ဒီကတရေမကြီးကသူ့နာမှာပဲညီမလေးတို့အမြဲတမ်းထားတော့မှာပေါ့ပြီးရင်သူသက်စာပြစ်မှာဒီအချိန်မှာပဲအင်ဂျီထဲကထူဆန်းတဲ့ညီမတန်ကြီးတစ်ခုကို တော်တော်ကြားခဲ့ရပါတယ်ကလေးတွေကလည်းရုတ်တရက်ကြီးဆိုတော့အရန်ကိုလမ်းပြန်ကုန်ကြတာပေါ့သူတို့လည်းအင်ကိုဘလို့ပြန်ရမလဲဆိုတော့ကိုတွေးပို့ပြီးအရန်ကိုကြောက်ရွံ့နေခဲ့ကြပါတယ်သူတို့ကအင်ဂျီမှာပိတ်မိကုန်ကြပြီလေ နာကြောင်မှာတော့အင်ဂျီရဲကနေအဖွားအိုကြီးတယောက်ထွက်လာတာကိုခလေးတွေတွေးလိုက်ရပါတယ်။သူမရဲ့ပုံစံကြီးကတော်တော်လေးကြောက်စရာကောင်းပါတယ်။ဒီနေ့ငါနေနေတဲ့ငါ့ရဲ့အိမ်ကိုဘယ်သူတွေများရောက်လာကြတာလဲ။အမေကြီးကျွန်တော်ကျွန်တော်တို့ပါကျွန်တော်တို့လေကျွန်တော်တို့ဒီအိမ်ထဲမှာပိတ်မိကုန်ကြလို့ပါ။ကျွန်တော်တို့အခုအပြင်ထွက်ချင်တယ်အပြင်ထွက်မယ့်လမ်းလေးကျွန်တော်တို့ပြပောင်း။တေးမအရာလေအတန်းအကျင်းနဲ့အော်ရှိနေခဲ့တာပေါ့။မင်းတို့တွေအားလုံးအခုအပြင်ထွက်လို့မရတော့ဘူးလေ။ဒီထဲကိုဝင်လာတဲ့သူတိုင်းတစ်ခါဝင်လာပြီးပြီဆိုတာနဲ့ဒီကနေဘယ်တော့မှပြန်ထွက်လို့မရဘူး။ အမြဲတမ်းဒီနေရာမှာပဲနေထိုင်သွားရတတ်တယ်။မလုပ်ပါနဲ့မလုပ်ပါနဲ့ကျွန်တော်တို့ဒီကနေသွားခွင့်ပြုပါ။ကျွန်တော်တို့ရောက်မှပြီးတော့ဒီထက်ဝင်လာခဲ့မိရပါ။ပြီးတော့သူတို့မောင်နှမနှစ်ယောက်ကကျွန်တော်တို့ယူမှာလာလေကြတာအပြင်ကလူတွေနင်တို့လေယောက်လုံးကလှုပ်ပေးမှာမဟုတ်တယောက်မှငါလက်ထဲကနေလှုပ်ဖို့အတွက်မစင်စားထားနဲ့မင်းတို့အားလုံးငါလိုမျိုးဒီထဲမှာပဲနေကြပြီးရင်တော့ဒီအိမ်ကြီးကိုဒီထက်ပို့ပြီးကြောက်စရာကောင်းအောင်လုပ်မယ့်နေရာမှာနင်တို့ငါ့ကိုအကူအညီပေးရမယ်။ဒါကြောင့်ကျတော့ကလေးတွေလည်းကြောက်လန့်တုန်လှုပ်ကုန်ကြပါရဲ့။ တို့လည်းငိုရတောင်းပန်ကြတာပေါ့တရဲမကြီးကတော့တို့ကိုဘယ်တော့မှအပြင်စော်ခင်ပြုတော့မှမဟုတ်ဘူးလေခဏနေငိုမနေကြနဲ့နားညီငါနေတော့အခုချိန်ထိဘာမှလုပ်ရသေးရလည်းမဟုတ်ဘူးလေဒီအချိန်မှာတရဲမကြီးရဲ့သားကိုလူကတော့အိမ်ထဲမှာရှောက်သွားနေပါလေအကိုကြီးဟိုမှာကြည့်ပါအောင်ကလေးတစ်ယောက်ကလေးပေါ်မှာပြန်နေတယ်ဒါကိုတွေ့တော့မိန်းကလေးနှစ်ယောက်လုံးကလည်းအနောက်မှာတွားပုန်းနေကြပါလေကျွန်တော်တို့အိမ်ထဲကဘသူဝင်လာလဲမေးဒီမှာလေးသားလေးရဲ့နင်းလိုမျိုးကလေးလေးတွေအမေတို့ကိုအပြင်သွားခွင့်မပေးနဲ့ဒါသတို့နဲ့အတူတူစော့ချင်တယ် ကောင်းပါပြီဒါလေးရဲ့ဒါကြတော့ကလေးတွေအကုန်လုံးကလည်းကြောက်လန့်တကြနဲ့အောင်ငိုကြပါရဲ့ငိုမနေပါနဲ့နင်တို့ကဘာမှမလုပ်ပါဘူးဆိုနေမှမဟုတ်ပါဘူးမယုံဘူးခမရကျွန်တော်တို့စားပြစ်မှာဟုတ်တယ်မလားခမရတရေမကြီးပဲကျွန်တော်တို့ကိုဘလို့ဖြစ်ပြီးတော့ဘာမှမလုပ်ဘူးလို့ပြောနေရတာလေကျွန်တော်တို့နဲ့ဝဝေးနေနော်ဟုတ်တယ်ကျွန်တော်တို့ကိုအပြင်ထွက်ခွင့်လည်းမပေးဘူးမဟုတ်ကြငါမင်းတို့ဘာမှမလုပ်ထိအောင်မထိဘူးပြီးတော့မင်းတို့ကိုဆုံးရှုံးနေတာတော့အောင်လှုပ်ချင်တဲ့ဆန္ဒလည်းမရှိပါဘူးငါကိုယ်တိုင်တောင်မှဒီထဲမှာပိတ်မိနေရလေး ငါ့ကိုဒီနေရာနေပြီးတော့ဘယ်သူမှလွတ်မြောက်ခွင့်မပေးကြဘူး။အဲဒါကြောင့်ငါဒီအိမ်ကြီးထဲမှာပဲရှောက်ပတ်ပြီးတော့သွားလာနေရတာပေါ့။ဒါနဲ့ဘလို့ဖြစ်ခဲ့ရလဲ။ပြောပြမယ်ပြောပြမယ်ကိစ္စတွေအားလုံးပြောပြမယ်။မင်းတို့ငိုမနေကြနဲ့။ကလေးတွေတိတ်ဆိတ်သွားတဲ့အခါမှာစုံမကြီးကသူ့အကြောင်းတွေစတင်ပြောပြပါရီ။ငါနဲ့ငါသားလေးကိုလူတို့ကရွာမှာအေးအေးဆေးဆေးနေကြတာ။ငါတို့မှာကျွဲဝချမ်းသာမှုနဲ့ပတ်သက်ပြီးတော့ဘာလို့အချက်တခုမှမရှိဘူး။ငါသားလေးကတအားလိုက်မာတာ။ငါသားလေးကလေးငါ့ကိုအယမ်းချစ်တယ်။ငါမှအမတ်လေးတယောက်လည်းရှိရဲ။သူကတအားကစီးခုတ်ပြီးတော့လောဘလည်းကြီးသေး။ သူကငါတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအမြဲတမ်းလူယူချင်နေခဲ့တာတရမှာတော့ငါမလေးရောက်လာပြီးတော့ငါ့ကိုလိန်ပြောခဲ့တယ်လူဆိုးတွေကငါသားလေးကိုဘယ်သူမှမရှိတဲ့လူသူကင်းရှင်းနေတဲ့တိုက်ကြီးတွေကိုခေါ်သွားတယ်ဆိုပြီးတော့လေငါလည်းကြောက်လန့်သွားပြီးသူနဲ့အတူတူလိုက်သွားတာပေါ့ငါအဲ့ဒီအိမ်ကြီးတွေကိုရောက်သွားတဲ့အချိန်ငါကလေးလေးဖမ်းဆီးခံထားရတာတကယ်ပဲဒါပေမဲ့ဖမ်းထားတာကတော့တခြားသူမဟုတ်ငါရဲ့မက်လေးပဲပြီးတော့သူကငါ့ကိုတမင်တတ်တတ်လိမ့်ညာလှည့်စားပြီးဒီနေရာကိုခေါ်လာခဲ့တာငါလည်းသူ့အမေးတယ်လေ နင်ဘာလို့ငေါ့ဒီနေအောင်ခေါ်လာခဲ့ရတာလဲငါ့ရဲ့ကလေးကိုရောဘာလို့ဖမ်းဆီးထားတာလဲကျွန်တော်ကခမရတော့နှစ်ယောက်လုံးအဆုံးသတ်ပေးမလို့ခမရရဲ့ပိုင်ဆိုင်မှုတွေအားလုံးကျွန်တော်ရဲ့နာမည်နဲ့လွှဲပေးငါလည်းအရင်အောင်ကြောက်လန့်သွားတယ်ကလေးစော်နဲ့ငါ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးသူ့ပေးလိုက်တော့တာပေါ့ငါပိုင်ဆိုင်မှုတွေအားလုံးပေးပြီးသွားတာမှသူကငါ့မျက်လုံးအရှိမပဲငါ့ရဲ့ကလေးလေးကိုတက်ခါတဲ့အဆုံးသတ်ပြစ်လိုက်တယ်ပြီးတော့ငါ့ကိုလည်းအဲ့ဒီနေရာမှာပဲသူတက်ခါတဲ့အဆုံးသတ်ပြစ်တယ်အဲ့ဒီချိန်တည်းကငါဒီအင်ဂျီထဲမှာလှဲ့ပတ်သွားလာနေခဲ့တာ ငါရနဲ့ငါရသားလေးရဲ့ဝိညာဉ်ကအခုထိမလွတ်မြောက်နိုင်သေးဘူး။ကလေးတွေကလည်းတရမောင်ကြီးရဲ့စကားကိုကြားတော့တော်တော်လေးဝမ်းနေသွားခဲ့ကြပါရဲ့။ဒါဆိုရင်တော့မစိုးရင်ပါနဲ့အမေကြီးရဲ့အမေကြီးရဲ့ဝိညာဉ်အေးချမ်းမှုရသွားအောင်လို့ကျွန်တော်တို့အခုအညီပေးမှာပေါ့။နင်တို့ကကလေးတွေလေငါ့ကိုဘလို့ဖြစ်ပြီးတော့အခုညီပေးလို့ရမှာလဲ။နင်တို့ကိုရိုင်းနာမဒီအင်ဂျီထဲမှာပိတ်မိနေကြပြီ။ဘယ်သူမှလည်းငါ့ကိုအခုအညီမပေးနိုင်ခဲ့ကြဘူး။ကျွန်တော်တို့ကိုအိမ်ပြန်ခွင့်ပေးပါမိဘတွေကိုဒီကိစ္စတွေအားလုံးပြောပြလိုက်မယ်ဆိုရင်တော့တို့ကအကူအညီပေးကြလိမ့်မယ် ရွာမှာရှိတဲ့ဖုံးတော်ကြီးကိုလည်းဒီကိစ္စတွေပြောပြပြီးတော့ပူဇော်ပွဲကျင်းပပေးမယ်။ဒါဆိုရင်တော့ခမရီးဝိညာဉ်တွေကလည်းလွန်မြောက်ခွင့်ရရှိသွားကြတော့မှတရမကြီးကတော့သူတို့ကိုတားမြစ်လိုက်ပြီးအပြင်ထွက်ခွင့်မပြုခဲ့ပါဘူး။ကလေးတွေကတော့တေချာပြပြခဲ့ကြပါတယ်။သူတို့အိမ်ကိုပြန်ပြီးတာနဲ့တေချာစီစဉ်ပေးမယ်ဆိုပြီးတော့လည်းကတိပေးလိုက်ပါတယ်။ဒီနောက်တရမကြီးလက်ခံလိုက်ပြီးတကားပြန်ဖွင့်ပေးခဲ့ပါတယ်။ကလေးတွေအင်ကိုပြန်သွားပြီးတဲ့နောက်မှာတော့မိဘတွေကိုကိစ္စတွေအားလုံးပြောပြခဲ့ပါတယ်။အဖေတွေကလည်းကလေးတွေရဲ့စကားကိုကြားရတဲ့အံ့အားသင့်နေခဲ့ကြပါတယ်။ င်းတို့အဲ့ဒီကိုမသွားဖို့တော့ငါပြောထားတယ်လေကျွန်တော်တမင်တသက်သူတို့ခေါ်သွားတာပါတရေတစေးဆိုတာတကယ်မရှိဘူးလို့ကျွန်တော်ကထင်နေခဲ့လို့လေဟုတ်တယ်ဖေရဲ့တာရိုဟန်ကိုတားပါသေးတယ်အဲ့ဒီကိုမသွားနဲ့ဆိုပြီးတော့အကြင်ကြင်ပြောခဲ့ပေမဲ့ရိုဟန်ကလုံးဝလက်မခံခဲ့ဘူးလေသူလည်းအထက်ကိုပြေးဝင်သွားတာသူတို့ကိုကဲတင်ဖို့အတွက်ကျွန်တော်တို့မောင်နှမနှစ်ယောက်လုံးကလည်းလိုက်သွားရတာပေါ့ဗျာကျွန်တော်ခွင့်လွှတ်ပါဦးလေးရဲ့ဒါရီအားလုံးကကျွန်တော်ကြောင့်ဖြစ်ရတာကျွန်တော်သွားကျင်နေဆိုပြီးတော့သူတို့အားလုံးရောက်အောင်ခေါ်ပါလို့သူတို့ကလိုက်ခဲ့ကြတာလေ ဟုတ်ပါရဲ့ဦးလေးရဲ့တမီးတို့အခွင့်လောက်ပါတမီးတို့ကြောင်းနဲ့တို့နှစ်ယောက်လုံးကလိုက်ခဲ့ကြတာပထမတော့ဖခင်ဖြစ်သူအတော်လေးစိတ်ဆိုးတော်တော်ထွက်နေခဲ့ပေမဲ့ကလေးတွေစကားအောင်ထောင်ပြီးနောက်မှာတော့သူကလည်းဖုံးတော်ကြီးစီသွားခဲ့ပါရီဖုံးတော်ကြီးနဲ့သူကကိစ္စတွေအားလုံးကိုဆွေးနွေးပြောပြပြီးနောက်မှာတော့ဖုံးတော်ကြီးကလည်းပူဇော်ပွဲလုပ်ပေးဖို့သဘောတူခဲ့ပါရီအခုဆိုရင်တော့တို့ရော်သူရော်တော်တွေအားလုံးပေါင်းပြီးတော့အိမ်ပြက်ကြီးတစ်ခုလုံးနဲ့ဇုံမကြီးအထွတ်ကိုပါပူဇော်ပွဲလုပ်ပေးကြတော့မှာပါနောက်နေ့မှအချက်ချင်းဖုံတော်ကြီးကအိမ်တဲကိုဝင်သွားပြီးလွမြောက်သွားစေဖို့အတွက်ပူဇော်ပွဲကျင်းပပါရီ တရမကြီးနဲ့သူရဲ့သားလေးနှစ်ယောက်လုံးရဲ့ဝိညာဉ်ကလည်းအခုဆိုရင်တော့လျှောက်သွားခဲ့ပါပြီ။ရွာသူရွာသားတွေလည်းပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါရဲ့။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ။အခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာဖြစ်ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။